ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ဘူဘူရဲ့အဆောင်ပေါ့နော်ကျွန်တော်ရဲ့အပေါ်ဆုံးမှာပေါ့နော်အပေါ်ဆုံးခုနှစ်ထပ်အပေါ်ဆုံးကနေလာတာဆောင်ကနေချုံမူလီချုံမူလီရဲ့ချုံမူလီရဲ့မြို့ကိုဘေးပပလေကိုကျွန်တော်ပေါ့နော်အာခုနှစ်ထပ်တိုက်ပေါ်ကနေရိုက်နေတာဖြစ်ပါတယ် ကျွန်တော်နေတဲ့နေရာဖြစ်ပါတယ်နော်ဒါညာဘက်ကြီးကျွန်တော်ရိုက်ထားတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နောက်ခံဓာတ်ပုံနောက်ခံဓာတ်ပုံလေးတွေလိုလို့ပေါ့နော်အာဒီဥစ္စာလေးကိုရိုက်ဖြစ်တာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီမှာစာသားလေးတွေနဲ့ဖြစ်ပြီးတော့ပေါ့နော်ထိုင်းစထိုင်းစကားလေးတွေကို ကျွန်တော်ရှင်းပြပေးมาဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ပေါ့နော်အာခုနှစ်ထိုက်ပေါ်ကိုခုနှစ်ခုနှစ်ထပ် တိုက်ပေါ်အိုးပေါ်ဆုံးမှာပေါ့နော်လက်သားဆောင်မှာကျွန်တော်ဗီဒီယိုလေးတစ်ပုတ်ရိုက်လိုက်တာပေါ့နော်ဒါလေးကိုသုံးပြမှာနောက်ဆိုရင်နောက်ဆိုရင်ဒါလေးကိုသုံးပြပြီးတော့ဒိုင်းစကားလေးကို share ပေးမှာဒါနောက်ခံပုံပေါ့နော်ရှင်းမှာဥစားလေးတွင်နဲ့အာစာတွေရေးပြီးတော့ပေါ့နော်စာတွေရေးပြီးတော့ ထိုင်းတန်ထွက်လေးတွေကိုရေးပေးမှာမြန်မာစာနဲ့ရောအင်္ဂလိပ်စာနဲ့ပါပေါ့နော်အင်းရှုရန်လှတယ်နော်ကျွန်တော်နေရာအဲ့ဒါဥစားပေါ့နော်ပင်လယ်ပင်လယ်ဘက်မှာအဲ့ဒါကျွန်တော်နေနေတာနဲ့ပင်လယ်နဲ့ဆိုလို့ရှိရင်လမ်းလျှောက်ပြီးတော့သွားမယ်ဆိုရင်မိနစ်20မိနစ်20လမ်းလျှောက်လို့ရှိရင်အဲ့ဒီဟိုစာအုပ်ရောက်တယ် ပင်လယ်ပေါ့နော်အဲကမ်းခြေကိုရောက်တယ်အဲ့ဒါကမ်းခြေဘက်မှာနီနီလေးရယ်ဖိတ်ခေါ်ပါတယ်လို့အလဲလာအလဲရောက်ရင်အလဲရောက်လို့ရှိရင်ဝင်လေကြပါလို့ရှုကြည့်ရလှတယ်ညဘက်ညဘက်ညဘက်စိတ်ကူပေါက်ပြီးတော့အဲ့ဒါစိတ်ကူပေါက်စိတ်ကူပေါက်လို့အာတွားပြီးတော့ရိတ်ထားတာ နောက်ခံဗီဒီယိုဖိုင်လေးလုံးမယ်ပေါ့နော်ပုံသိပုံပုံကိုမလှုပ်တဲ့ပုံသုံးလို့ရှင်ဥစားမလှုပ်ဘူးလေအဲဒါကြောင့်မလို့ခုလိုမျိုးရိုက်တာကိုတုံးကြည့်တာပုံသိဖြစ်နေမှာဆိုလို့ပေါ့နော်အဲလိုမျိုးလက်ရိုက်ပြီးတော့လှုပ်ပေးထားတာနော်တငယ်ညီတို့ကျွန်တော်စီမှာလာ လေးလာနေတဲ့အာထိုင်းစကားလေးလာနေတဲ့သူတွေအတွက်ပေါ့နော်ကြည့်လို့ရတာပေါ့ဗျာကျွန်တော်နေရာလေးอ่ะ ဘလောက်လှလဲဆိုတာတငယ်ညွန်းတွေးလို့ရှိရင်တော့နေရှင်သွားလိမ့်မယ်တလားထိုင်းစကားလေးတွေလည်းလေးလာကြပါလို့နော်ကိုကထိုင်းနေငယ်မှာနေတယ်ဆိုပြီးတော့ဘောနော်သူစကားလေးတက်ထားတော့ဘယ်လိုပြောမလဲအဆင်ပြေတာပေါ့ဗျာကျွန်တော်တို့ထိုင်းစကားမတိုင်ဘူးလို့မျက်နှာငယ်တယ်ဘောနော်အဲ့လိုလေးရှိတယ် ိုကမျက်နှာမငယ်ရအောင်ထိုင်စကားလေးတွေလေ့လာပါကျန်တဲ့ဆရာတွေလည်းရှိပါတယ်ကျွန်တော်စီမှာလေ့လာလို့ရတယ်လို့ကျန်တဲ့ဆရာတွေစီမှာလည်းဝင်ရောက်လေ့လာလို့ရပါတယ်နော်ကျွန်တော်စီမှာလည်းလေ့လာလို့ရတယ်လို့မသိတာရှိလို့ရှိရင်ကျွန်တော် page မှာလာရောက်မေးလို့ရပါတယ်နော်ဒါဘယ်လိုပြောလဲအဲ့ဒါတော့မှန်လားဒီလိုဒီလိုပြောရင်မှန်လား ဒါဘယ်လိုခေါ်လဲဒါကိုဒီလိုပြောရင်ရလားအဲ့လိုမျိုးဒီလာမိလို့ရပါတယ်ဝယ်ကမ်ပါကျူစုပါတယ်လို့လာမိလို့ရတယ်လို့ဒါတော့တပတ်ပြီးတော့မယ်ကျွန်တော်တပတ်ပတ်လိုက်တာပေါ့နော်ကျွန်တော်နေရာပတ်ဝန်းကျင်ပေါ့နော်360ဒီဂရီကိုလမ်းလျှောက်ပြီးတော့ရိုက်နေတာအဲ့ဒါတပတ်ပြောင်းလမ်းလျှောက်နေတာ ဲ့ဒါဘန်ကောက်ဘန်ကောက်ဘက်ကိုရိုက်နေတာဘန်ကောက်ဘက်မှာဆိုထိန်းနေအောင်အဲ့ဒီမှာလင်းနေကောင်းကင်ကိုကြည့်ကောင်းကင်ကြီးကလင်းနေအောင်အဲ့မှာဘန်ကောက်အဲ့ဒါဘန်ကောက်ကအဲ့ဒီဘက်မှာကြည့်တာပေါ့နော်ကျွန်တော်နေရာလေးပါဒါတော့ကျွန်တော်ပူနေတဲ့နေရာလေးပါ ှုခင်းလေးရလှပါတယ်။အော်ဒီလိုလို့တငယ်ချင်းတို့အကြံပေးမယ်နော်။ကိုကြည့်ပြီးသားဗီဒီယိုဖိုင်လေးဆိုလို့ရှိရင်လက်မလေးပေးခဲ့လိုက်။ဘယ်ဥစ္စာလက်မမပေးရသေးလဲ။